ကုတ်အင်းကြီးလင်းဝဲမြိုင်ဌာနအဘေဌာနဟူ၍ထိုဌာန၏အမည်ကို ဖော်ပြမပြောလိုတော့ပါယုံဌာနအဖွဲ့စည်းတို့လောက်စိတ်ပြတ်ဒေါသဖြစ်စရာကောင်းသည့်အရာသည်လောကတွင်မရှိတော့ယုံအဖွဲ့စည်းမှန်သမျှအလုံးဒီပုတ်ထဲကဒီပဲကြီးပင်ယနေ့ကာလတွင်ယုံအဖွဲ့စည်းအလုံးသည်မိမိတို့ကိုစော်ကားနေကြသည်ဟုလူတိုင်းယူဆနေကြသည် မကြသေးမီကရဲရာကြီးတယောက်က အထက်ကိုတိုင်းသာတဆောင်တင်သည် ဟုသိရသည်မြို့အမည်ကိုတော့ကျွန်တော်မှတ်မှတ်မိတော့တိုင်းသာတွင်ဂျုံထနာများသည် အဖက်ဆက်၍မရတော့လောက်အောင်ဖြစ်နေပြီးနာမည်ပြတ်နေပြီဟုသူက ဆိုထားသည် တိုင်းသာကဝတ္ထုတပုတ်အလာမှတ်ရသည် ရေတာတိစာရွက်တွေကလည်းမနေစာဆက်မျက်နှာလောက်တွင်တစ်ချိန်ရဲရရှိများတောက်စားမူရင်းနေကြပုံကိုအထောက်အထားများဖြင့်ဖော်ပြထားသည် ထို့ကြောင့်ပြဿနာမဖြစ်ခြင်းတပြင်ထိုဌာနကိုတခုသောဌာနဟုပင်ဆိုလိုက်ခြင်းဖြစ်သည်အဆိုပါတခုသောဌာနတွင်စေကြီးတယောက်ရှိခဲ့ဘူးသည် လူကတော့ဘာမှလွမ်းလောက်စာဖွဲ့တရားမရှိအရပုပုကြောက်ပေါက်မှတက်တက်သပင်နီးကြောင်ကြောင်ဖွာလန်ကျဲမျက်စိကမှုတ်တီးမှုန်မွားဒီကြားထဲထိတ်ကပြောင်ပြီးပရေကတွန်းလိုက်ချေသေးသည်အသားရည်ကပီတာစပတ်ယာဒီအိုရိုတန်ကိုခံစားခဲ့ရသည့်အသားရည်မျိုးဖြစ်သည် နီဆက်ဆက်သူဤယုံစင်မှစကူးစည်းကြီးဖြစ်သည်ဆရေးဆိုသည့်လူသားမျိုးမှ ပြမလန့်နိုင်သူများကိုတံဖိထောင်တတ်သည့်စာရေးဆရာများရေးကျင့်သည်လို့ရေးသည်များကိုအမြဲကောင်းကုန်ခံကြရသည့်လူသားမျိုးဖြစ်သည်သူတို့မျိုးရိုးမှကောင်းပိတ်ညွန့်ပိတ်ဆိုသည့်ရှုဖနတ်ကောင်းစားများကိုစီလေးရှိသည့်သွေကြီးမျိုးကြီးများဖြစ်သည့်သူအမိမှအကကီးဖြစ်သည့်ဖခင်ကအကကီးဖြစ်၍ တာအကကီဖြစ်လာခြင်းဖြစ်သည် အကကီဆိုသည်သူ၏အမည်သည်သာဖတ်သူ အဖို့အစမ်းဖြစ်ကောင်းဖြစ်နေမည်စိမ့်နေရင်လည်းစိမ့်နေမည်သို့တော်လည်းဒီမည်နာမသည်တမင်အစမ်းထွင်ပြီးမှက်ခော့ခဲ့ရသောအမည်မဟုတ်တခြားအမည်ကိုရှာမတွေ့၍မှက်ခော့ခဲ့ရသောအမည်ဖြစ်သည်ကျွန်တော်အမမမားဘူးဆိုရင် အကကီကိုမလ22ရက်နေ့အကုန် 2023ရဲ့နှစ်အကူတွင်မွေးဖွားခဲ့သည်ဖခင်ကအစိုးရရုံစည်းကြီးဖြစ်ပြီးမိခင်ကသဘောမနအလွန်ကောင်းသူဖြစ်သည်အကာကီးကိုခေါင်းကိုက်မိပါ Ivania Rodchekin နဲ့ Irina တို့ကယင်းနှစ်မင်္ဂလာပြုလုပ်ပေးခဲ့ကြသည် Yaro Shekin သည်ရုံးကြီးတစ်ယောက်ဖြစ်ပြီး Irina ကရဲရှာရှိကတော်တစ်ယောက်ဖြစ်သည်အေနာတီမိမပိတာတို့ဘိုင်းကောင်းကြောက်ဖိအမျိုးသမီးတစ်ယောက်ဖြစ်သည် အကကီဤခေါင်းကိုင်မိဘများသည် အကကီအမေကိုမိုချီယက်ဆိုစီယက်နှင့်ဟိုဒဇက်ဟူသော အမည်သုံးမျိုးတဲ့ကကြိုက်ရတခုကိုအရွေးခိုင်းသည် ဟိုဒဇက်ဟူသော အမည်သည်အာဇာနီပုဂ္ဂိုလ်တို့၏အမည်ဖြစ်သည်ဘလို့နာမည်ကြီးတွေတော့မသိဘူးမကြိုက်ပါဟု အကကီဤအမေကဆိုသည် အကကီဤခေါင်းကိုက်မိဘများသည် ကလေးအမေစိတ်တိုင်းကြပါသေးတော်ဟုဆိုကား ပြက်ဂရိန်တရွက်ကိုလှန်လိုက်ကြသည် Satrid Filiat Dolias နှင့် Brachard Fias ဟူသောအမည်များကိုတွေ့ရသည်ဆိတ်ရှုပ်ပါれဒီနာမည်တွေကို ကြားတော့မကြဘူးပေါ့ Bradad တို့ Bruce တို့ဆိုတဲ့နာမည်တွေကမတော်သေးတယ် Satrid Filias နဲ့ Brachard Fias ဆိုတဲ့နာမည်တွေက နောက်ထပ်ပြက်ဂရိန်တရွက်ကိုလှန်လိုက်ကြပြန်သည် Pepsi Car GS နှင့် Batch TCS ဟူသည့်အမည်နှစ်ခုပေါ်လာပြန်သည် တီဗီတီဗီဒီလိုလုပ်ရင်ကောင်းမယ်သူ့အဖေကအကကီးဆိုတော့သူ့နာမည်ကိုလည်းအကကီးလို့ပဲမှတ်လိုက်ကြပေါ့ကောင်းလားဟုတ်ကလေးအမေကဆိုသည်ဤတို့ဖြင့်အကကီးဟုသော အမည်သူ့မှာတွင်လာခဲ့တော့သည်အကကီးကိုယင်းနှစ်မင်္ဂလာပြုလုပ်သော အခါတနေ့တွင် စာကူးစေးကြီးဖြစ်လာမည်ကိုကြွတင်သိခဲ့ရလာမသိမျက်နာတရှုံရှုံတမဲမဲဖြင့်ငိုလိုက်သည့်ဖြစ်ခြင်းထို့ကြောင့်အကကီးဟုသောအမည်သည် အချမ်းနံမဲရှာမရ၍ပေးခဲ့ခြင်းဖြစ်သည်ဘဲချင်းဘဲခါကဒီဌာနတဲသို့ရောက်လာခဲ့သည်ဘသူဘဲဝါရီကသူ့ကိုအလုတ်သွင်းပေးခဲ့သည် ဆိုသည်ကိုလည်းဘသူတူတယောက်မျှမသိကြတော့ဝင်းတောင်မင်းနှင့်အရာရှိအကြီးကဲတွေတယောက်ပြီးတယောက်ရောက်လာကြပြီးပြန်ပြောင်းသွားခဲ့ကြပြီသို့တော့အကာကီးဘဝမှာမူစာကူစေးကြီးဘဝဖြင့်အိနေယာဤဌာနတွင်ပင်အယိုးထုတ်၍နေစေမပြောင်းမလဲရှိမည် ထို့ကြောင့်သူ့လုပ်ဖို့ကင်ပဲစည်ရည်များက သူ့ကို မွေးလာကြတဲ့ကထိပ်ပြောင်ပြောင်နဲ့ကိုအင်းကြီးအစုပ်ဝတ်ပြီးစာကူးစည်ရည်လုပ်ဖို့လူလောကထဲသို့ရောက်လာသူဖြစ်သည်ဟုဆိုကြခြင်းမင်းယုံတွင်သူ့ကိုဘသူတူတယောက်ကမှယုတ်သိလေးစားခြင်းမရှိကြယုံထဲသို့သူဝင်လာပြီဆိုလျင်တကားဆောင်လောက်ကပင်ထံရမထမပေးတတ်ကြ သူကိုရောင်ရွေးမြပင်မော်မကြည့်တတ်ကြ အခန်းထဲသို့ ရင်တကောင်ဝင်လာတဲ့လောက်ပင်သဘောထားကြလေရောတလားမသိတူတက်ကယုံရရှိအကြီးကဲတွေကလည်းသူ့ဆိုရင် အာနာတပြပြနဲ့အပေါ်စီးကဆက်ဆန့်တတ်သည်မမောက်မမာပြောတတ်ကြသည်အရာရှိအချို့ကဆိုရင်ဒီစာအခုပေးတယ်ကွာခုလောက်ပင်မပြောတော့သူရှိသူစာရွက် တွေတရွက်ပြီးတရွက်လာချပေးသွားတတ်ကြသည်သူကလည်းတကယ်လို့ပြက်ချသွားသောစာရဲစာတန်တစ်ထပ်ကြီးကိုမျက်လုံးတစ်ချက် ဝင်းယုံသာကြည့်ပြီးလှမ်းကောက်ယူသည်ဘသူပဲဝါကလာချပေးသွားသည် သူမသိခိုင်းခွင်ရှိသူကခိုင်းသွားလေသလားဟုပင်သူမတွေ့ပြစ်ချသွားသော စာရွက်စာတမ်းများကို တခါတည်းကောက်ယူကချက်ချင်းမင်းကူးရီလေတော့သည်ခန့်ငယ်ငယ်စရေးပေါက်ဆများကလည်းသူ့ကိုမယုတ်သေးကြစကြပြောင်းတတ်ကြသည် သူเจ้าကိုသူရှိမှပင်ထားပြီးလုံဆက်တွေခင်ကပြောလားဆိုလားလောက်ကြသည် အသက်80အရွယ်ရှိသူ့အင်ရှင်ဖွားကြီးကသူ့ကိုရိုင်းနှက်လေးရှိသည့်အကြောင်းဘယ်တော့လက်ထက်ယူမည်လဲဟုမေးသည့်အကြောင်းတခါတရံတွင်လဲဆေးရည်များသည့်သက္ကုစုံများကိုအပိုင်ပိုင်အပြက်ပြက်စုပ်ဖြဲပြီးနှင်းတွေကျနေပြီဟုဆိုကသူ့ကောင်းဖို့သူကျဲချခြင်းကျဲချပြီးနောက်ပြောင်တက်ကြသည်သူတို့တွေဘလို့ပင်နောက်ပြောင်ကြည်သာကြတော့လဲအကာကြီးကမူစကားတခွန်းတပါးရမြပဲမစိုးမတုံ့ပြန်သူ့ပုံက ူအနားတွင်လူတဦးတယောက်မျှမရှိလေသည့်အံသူ့လုတ်ကိုသူကြုံယုံ၍လုံမြဲသူသူညာညာအတန်းတွေဂျားရဲကပင်စကူမြဲစကူလည်းပဲတော့မှမမတိမခန့်နိုင်လောက်အောင်နောက်ပြောင်ပြီးရေးကူနေသောလက်ကိုလာရောက်သွဲဟန်တားလေမှသူကအသာနေသမ်းမှာမနှောက်ရှက်ပါနဲ့ဖူလောက်တာသို့တဲ့သမြဲတကြိမ်တွင်ယုံကိုအစ်စ်ရောက်လာသလူစ် ်ဆေးရည်ပေါက်စားတစ်ယောက်ကသူ့ကိုရောက်ရောက်ချင်းဆောင်းနှင်တွင် လုခဲ့ဘူးသည်။နောင်တော့နောင်တော့ကြီးများ၏ထုံးကိုနှလုံးမှုပြီးအကာကီးကိုနောက်လာပြောင်းလာလှုပ်ချင်းဖြစ်သည်။အကာကီးမှအံ့ဩသွားသည်။သကူးနေသည်ပင်ရပ်သွားသည်။ထိုချိန်မှစပြီးလူကောင်းသူကောင်းတွေဟူသူတစ်ချိန်ကထင်ထားခဲ့သောကြံလူများကိုပါသူတိမခန့်နိုင် ဖြစ်လာသည်သိပ်ပျော့ကိုပျော့ဖြစ်နေသောအချိန်များမှပင်သူဖြစ်ကိုယ်သူပြန်မြင်ရောက်၍နေမိတော့သည် ဒါနေရတမ်းမှာဘာဖြစ်လို့နှောက်ရချင်ရတာလဲကျုပ်ကခမရို့အကိုအရွယ်ပါဆိုသည့်သူပြောခဲ့သောစကားတတ်များကို နားထဲတွင် ပြန်လဲချားရောက်၍နေပြီးတော့သည် လူရီဟာတယောက်ပေါ်တယောက်ကောက်ကျစ်နေကြသည်ဟုသဘောပေါက်သွားသည်ရက်ဆက်ရိုင်းဆိုင်ယုံကြမ်းမှုတွေကို ဖုံးဖိလိန်ညာပြီးလူကောင်းသူကောင်းအောင်ဆောင်နေကြခြင်းဖြစ်သည်ဟု သူသဘောပေါက်၍သွားတော့သည် အကာကီလိုဘဝတစ်ခုလုံးကို အလုတ်ခွင်ထဲမှာနှိမ့်မြုပ်ထားနိုင်သည့်လူမျိုးကိုရှာတွေ့ဖို့ဆိုသည်မှာစင်စစ်မလွယ်ကူရှာမှရှာပြီးခြင်းသူသည်အလုတ်ကိုအတိစိတ်တတ်အပြည့်ဖြင့်လုတ်သူအလုတ်ကိုချစ်သူတန်ဩစဉ်ကြည်သူစကူးရည်နေခြင်းပင်သူအဖို့စိတ်ဝင်စားစေရန်ကပါပျော်မွေ့စေရန်ကပါစကူးနေသည့်အခါမျိုးတွင်သူမျက်နာသည့်ပျော်ရွှင်ကြည်နူးမှုအရေးအယံတွေရှက်ပြရနေတတ်သည် သူသဘောကျသည့်စမျိုးကို တွေးလိုက်ပြီဆိုရင် သူ့မှာတခိခိရယ်မော၍မဆုံးမျက်တောင်တခက်ခက်နှက်ခမ်းတရွရွသာရွက်ပေါ်မှာသူရေးကူးနေသောစလုံးများကို သူမျက်နှာတွင် ကြည့်ပြီးဖတ်လျင်ပင်ရနိုင်မလားမှတ်ထင်ရသည်အလုတ်ကိုစူးစမ်းပန်းစားလုံးတလောက်တာယာရုတိုးချစဒန်းဆိုလျင်အကာကီးသည်အံဩစရာကောင်းလောက်အောင်ပင်ယာရုများတက်နေလောက်ပြီယောဂီအစင်လောက်တော့အနည်းဆုံးရောက်နေလောက်ပြီ သို့တော်လည်းအကကီးတယောက်အလုတ်ကိုကြိုးကြိုးစားစားလှုပ်၍ရရှိသောအမျက်ရလက်မှာအင်ဂျီကျဲ့ဒီပေါက်ထိုးစရာပင်အပ်ချောင်းများနှင့်ခါးနာရခြင်းသာအဖက်တင်လေသည်အကကီးကိုဘသူကားမှဂယူဆိုင်ဆောင်မှကြည့်ရှုခဲ့ခြင်းမရှိဟုတော့မစိုးနိုင်အကြီးကဲတယောက်ကမူဆောင်မှကြည့်ရှုခဲ့ဘူးသည်ထိုကြီးကဲသည့်စိတ်ကောင်းနှလုံးကောင်းရှိသူဖြစ်၍ အကကီးတယောက်ယုံတွင်နှစ်ပေါင်းများစွာအလုံးလုံးလာခဲ့သည်ကိုထောက်ထားပြီးအကကီးကိုယခုအလုံးထက်ပိုမိုကောင်းမွန်သည့်အလုံးတစ်ခုကိုတိုးမြင့်ပြောင်းရွှေ့ပေးခဲ့သည်ထို့အလုံးကအခြားယုံတို့ပိုရမည်အစီရင်ခံစာများကိုအမျိုးအစားခွဲခေါင်းစည်းပြောင်းရုံအမိပြောင်းတာဖြစ်သည်သို့တော်လည်းထို့အလုံးမှာအကကီးအဖို့ခဲရခဲစေအလုံးကြီးကန်ကြီးဖြစ်နေသည် ချွေတီတီကြလုံနေရသည် မတက်တာသည်အစုံတွင် အကာကီးသည်နှစ်ဖူးမှချွေကိုတုတ်ကမဖြစ်ဘူးမဖြစ်ဘူးစာကူးတဲ့လုတ်ကိုပဲကျုပ်ပြန်လုပရစေတော့ဟုဆိုကသွားပြောသည် ထိုချိန်မှစပြီးအကာကီးသည်စာကူးသည့်အလုတ်ကိုပဲတသက်လုံးဆွဲဆွဲမြဲမြဲယိုမြေကြလုတ်သွားလေတော့သည်စာကူးသည့်လုံမတပါ အခြားအလုတ်ဟုသည် သူ့အဖို့ဤလောကကဘာတွင်မရှိတော့ဘူး အကကီးသည့်အဝတ်စားကိုလည်းဂယူဆိုင်သည့်လူသားမဟုတ်ငကိုကအသိန်းရောင်သူ့ကုတ်အင်ကြီးမှာယခုတော့အယောင်များပင်ပြဲလွင်ငါမွဲချောက်ချောက်အယောင်ပြောင်းခဲ့ပြီအင်ကြီးကော်လံမှာလည်းတိုနန်းနန်းကျဉ်ကျက်ကျက်သူ့လက်ဘဲမှာသူတကာထက်ပို့ပြီးရှေ့တည်လည်းမဟုတ်ပါပဲလျက်နဲ့အင်ကြီးကော်လံတိုနန်းနန်းဖြစ်နေတဲ့ဖြင့်လက်ဘဲမှာရှေ့ငေါထွက်နေတော်သည်ကော်ပတ်ရုပ်ရောင်သည့်ဈေးတဲ့များ ခေါင်းမော်တွင် လတ်စတစ်ကြောင်ရုပ်ကိုတင်းလာသည်နဲ့အကာကီးပုံကလာလိုက်ရင်လဲလဲပင်တလုံးလုံးခေါင်းတလုံးလုံးအကာကီးဤကုတ်အင်းကြီးတွင် ကောက်ရိုးမြင့်လိုလိုအချီမြင့်လိုလိုအမြင့်တစအမြဲကန့်ညိနေတတ်သည် အကာကီးကလည်းအမိုက်တက်များလန့်ပစ်သွန်ကျဲလေးရှိသောအိမ်ပရင်ပေါက်များအောက်မှ ပေါက်ပေါက်ရှာရှာဖြတ်ကူးတတ်သူဖြစ်သည်ထို့ကြောင့်လဲသူအုတ်ထုတ်တွင် ဖယဲသီးခွန်လိုလိုအမိုက်စရီအမြဲတမ်းကပ်ပါလာတဲ့ခြင်းဖြစ်သည် အကာကီးသည်လမ်းထဲတွင်ဘာတွေဘလောက်ပင်ဖြစ်နေဖြစ်နေဘယ်တော့မှလှည့်ကြည့်တဲ့သူမဟုတ်စိတ်ဝင်စားသူမဟုတ်ဒီနေရာတွင်သူ့လောဘကံပဲစည်ရည်များနှင့်ကွာလာသည်ဟိုလူများကမျက်စိအလွန်လင့်သည်အကင်းပါကြသည် မြင်တတ်လိုက်ကြသည်မှာကလည်းပြောစရာမရှိတော့မျက်နှာချင်းဆိုင်မှာရှောက်လာသောလူတစ်ယောက်ကိုတွေ့ရင် ပေါင်းမိကျက်သည်စေပြုတ်နေသည်မှ အစစေစေသက်သက်မြင်တတ်ကြသူများဖြစ်သည်မဲပြုံးပြုံးတက်ကဲ့ရဲ့စကားဆိုတတ်ကြသူများဖြစ်သည် အကာကီးဤမျက်လုံးများသည်တခုခုအပေါ်တွင် အမြဲစူးစိုက်ကြရောက်နေတတ်သည် ရှင်းလင်းညညာပေတည်တတ်လှပတော်သူလက်ရည်တွေသူစလုံးတွေကလွဲလျင် သူသည်ဘာကိုမှမမြင်လမ်းပေါ်တွင်ရှောက်နေသည်ဆိုရင်လေရတလုံးမှမြင်းနဲ့တိုးတိုက်မိမှ သူမျက်နှာကို လေစိမ့်ရုတ်တရက်ဖြတ်တိုက်လေမှစလုံးများမြင်းချောင်းများအတွင်း၌မရှိဘဲလမ်းလေကောင်တွင်ရောက်နေသောသူအဖြစ်ကိုတတိပြုမိတတ်သူဖြစ်သည် အကာကီးသည့်အိမ်ကိုပြန်ရောက်ပြီဆိုလျင် သပွဲ၌ထိုင်ကကော်ဖီဆွတ်ပြုတ်ကိုငမ်းမရတောက်သည်ပြီးရင်အမဲသားနှင့်ကြက်သွန်ခြင်းကိုတမြုံမြုံဝါသည်အရသာချိုသည်ခါသည် သူမသည်ရင်တတော်တော်နှင့်မင်းရှိသည်များအစာကိုစားသည် ။ဗိုက်ပြေးပြီဆိုရင်သပွဲမှထသည်။ပြီးရင်မင်အိုးကိုဆွဲက ရုံမှယူလာသော စာရွက်များကိုထုတ်ပြီးကူးရည်လေတော့သည်။ဒီလိုမှယုံကိစ္စကူးရည်စရာဘာမှမရှိတော့ဟုဆိုရင်သူစိတ်ကူးပေါက်ရ ရောက်တက်ရရများကိုရေးကူးနေတော့သည်။သို့သော သူရေးကူးလေးရှိသောစာများမှမူအရေးကြီးပုံကုတ်များတဲ့တင်ပြမည့်စာများဖြစ်နေတတ်သည်ပီတာစပတ်မျိုးဤကောင်းကင်ပြင်တခွင်လုံးအုံမိုင်းမှောင်ပြားလာသည့်အချိန်တွင် ယုံသူယုံသားများသည်ညစာကိုဘိုက်ပြေနံကစားတော့ကြတော့သည်ဝင်ငွေကောင်းသူဟာကောင်းတယ်လို့ဝင်ငွေနည်းသူဟာနည်းတယ်လို့ကိုအကြိုက်ကိုစရိုက်စားတော့ကြသည် အလုတ်အားချင်းယုံအားချင်းနားနေချင်းအပန်းဖြစ်ချင်းရသည်များအချင်းလေးကိုလုပြီးပျော့ပျော့ပါပါနေထိုင်ကြသည် အချို့ကဇက်ပွဲကပွဲယုံ အချို့ကလမ်းလျှောက်အချို့ကချောချောလှလှကောင်းမလေးတွေကိုငေးကြည့်ရင် ချိန်ဖြုံးရသည်အချို့ကအာလတ်တိညံ့နေခင်တွင် သူတို့ယုံမှ အချောအလှဆုံးစေမလီအကြောင်းကိုမစားရဝါကမန်ပြောရင်အချိန်ကုန်လွန်တတ်ကြသည်လုတ်ဖို့ကင်ဘက်အပေါင်းတင်စေများအိမ်သို့တွားရောက်လက်ပတ်ကြသည်စေများဤနေအိမ်ကများသောအဖြစ်လေးတတ်တိုက်ငါးတတ်တိုက်အိမ်ကန်းနှင့်မိဘကတဆက်တဲအချို့စေရေးအိမ်များသည်အပြင်သို့ထွက်ပြီးမစားမတော့မတုံမဆွဲ မပြော့ပါပဲချစ်ချုပ်ပြီးဝယ်ယူထားသောမိရိတ်များပစ္စည်းပစ္စယများကိုအိမ်ရှိတွင် အလားထုတ်၍ပြထားတတ်ကြသည် စေရေးချိုးကမူတယောက်ယောက်ဤအိမ်တွင် လူစုပြီးဖဲဝိုင်းထောင်ကစားကြသည် အချို့ကလဖဲ့ရည်ကြမ်းတောက်သူ အချို့ကမုံစားသူဖဲကစားရင်စေးတန်ရှိကြီးများကို ခဲပြီးဖွာသူကဖွာနေတတ်သည်မိโกကတထောင်ထောင်အထက်လူကြီးတွေအကြောင်းမကောင်းပြောသူကပြောသည် ဘာမှပြောစရာမရှိတော့ဘူးဆိုရင်ရှေးရှေးကအကြောင်းရေရှုံးပတ်ရှုံးပုံတို့ပတ်စများကို ပြောခြင်းပြောနေတတ်ကြသည် သူတကာတွေပြောနေကြတော့လဲအကာကြီးတယောက်မှမမပြောနိုင် မပါနိုင်သူသူဝေဝေလူအုပ်ထဲတွင် သူကိုတွေ့နိုင်ခဲ့ပြီမြင်နိုင်ခဲ့ပြီချင်းအကာကြီးသည် အာရပါရစာကူး၍ပြီးစီးပြီဆိုရင်နောက်တစ်နေ့တွင် သူထံသို့ရောက်လာမည်စာများကို မျှော်ကိုရင်းအိယာဝင်တော့သည် တနစ်လည်းရင်ရူဘန်ငွေ၄၀၀တာရတော့ယုံစည်ရေးတယောက်ဤဘဝသည်ဤသို့ပင်စီးမျော၍နေတော့ဤသူကားတော့သူ့ဘဝကိုသူကျင့်နေ၍နေသည်ကြံလူများဤဘဝမှာလည်းအပြောင်းအလဲရှိလျင်ရှိ မရှိလည်းရင်ဤပုံတိုင်းမှာသက်ခမ်းသွားနေကြရတော့မည်ပင်ပီတာစပတ်တွင် တနစ်မှ ရူဘန်ငွေ၄၀၀တာဝင်ငွေရှိသောစည်ရေးစက်ချီများကိုနှိမ့်ဆက်နေသည့်အရာတစ်ခုရှိသည်ခြင်းမှအခြားမဟုတ် အအေးဒံမင်ဖြစ်သည် အချို့လူတွေကတော့အအေးသည့်ကျမရဲ့အတွက်ကောင်းသည်ဟုဆိုကြသည် မနက်၈နာရီနှင့်၉နာရီအချိန်အတွင်းဆိုလျင်လမ်းတိုင်းသည်ယုံသွားယုံလာများနှင့်ပြည့်နှက်၍နေတတ်သည် ထိုချိန်ရောက်ရင်နှင်းတွေကတသေးသေးကြာစားပြူတော့သည်ရာသီဥတုအေးလာလိုက်ပုံကလည်းအနွေးတဲ့ဝိနိုင်တို့အရာရှိကြီးများပင်ခေါင်းတစ်စစ်စစ်ကိုက်ပြီးမျက်ရည်ပိုးပိုးပေါက်ပေါက်ကြသည်သည့်ခံစားရသည် အနှွေးနဲ့ကောင်းကောင်းမဝဲနိုင်ကြသည့်အောက်ဆုံးအလွှာမှယုံစည်များမှမူချုပ်ရိုးပြစ်ပြုတ်နေသောကုတ်အင်းကြီးများကိုချွတ်ပြီးကိုကိုချုံ၍ရုံးရောက်သည့်အတိပြေးလွှားတုတ်ချေတင်ညာရတော်သည်စေးများသည့်ယုံတို့ရောက်လျင်တကားဆောင်၏အခန်းထဲသို့အပြေးဝင်ကသွေးပူအောင်ခုံညာရသည် ထိုအခါကျမှပင်နှင်းငယ်များနှင့်အတူအေးခဲ၍သွားခဲ့သော သူတို့၏အရေးအသွေးနှင့်စွမ်းရည်တက်တီများ ပြန်ပေါ်လာကြရတော့သည်အကန့်ကြီးလဲသူများတကားတွေလိုပင် အေးရံမှာလွတ်အောင်ပြေးနိုင်သည်မြခြေကုံတုပ်၍ပြေးခဲ့တော့လေနောက်ကျောနှင့်လက်မောင်းနေရာတို့တွင် တစ်စစ်စစ်ကြိုက်ခဲနေသည်ကိုသတိထားမိလာသည်သူ့ကုတ်အင်းကြီးကို သူပြန်၍ကြည့်ရှုမိသောအခါပခုံးနှင့်ကြောဘက်တွင်နှစ်နေရာ သုံးနေရာ ပေါက်ပြဲနေသည်ကိုတွေ့ရသည်သူ့ကုတ်အင်းကြီးမှာအင်းကြီးနှင့်ပင်မတူကျင်တော့ ဒါဘဝပပစားလို့ဖြစ်နေကြပြီအင်းကြီးကဟောင်းလာအိုလာပြီပါလိုက်တီရလဲထုတ်ချင်းပေါက်ညင်ရလီမြီလာမှတ်ရသည် အတွင်းကလိုင်းနေသားများပင်ပြေလျက်ရှိနေပြီသူကိုအင်းကြီးထိုသူသုတ်ပြတ်နေသောကြောင့်လဲလုံဖော့ကင်ပဲစည်ရည်များက ပြောင်းလောင်ကြခြင်းဖြစ်သည်အင်းကြီးမှာကုတ်အင်းကြီးဟုပင်ခေါ်ခြင်းတရားမကောင်းတော့ထို့ကြောင့်လဲအင်းကြီးအိုကြီးကိုခေါ်နေကြခြင်းဖြစ်သည် အင်းကြီးကခတ်ဆန်းဆန်းကောလံကိုဖြတ်၍အပေါက်ပဲများကို ဖာတိထားသည်ဖြင့်တစ်နှစ်ထက်တစ်နှစ်တိုလိုက်လာသည်ဖာတိခံရသည့်အလုတ်ကလည်းအချုပ်သမားများအဖို့အော်ကြောလန်လာသည့်အလုတ်ဖြစ်သည်သူ့ကုတ်အင်းကြီးမှရုပ်ပြက်စင်ပြက်နိုင်လာပြီသူအင်းကြီးမှချုပ်ရင်းချက်ပြက်နာစာများကို တွေ့သောအခါအကာကီးသည့်အင်းကြီးကိုအချုပ်သမားပက်ထရိုဗစ်ထံသို့ယူသွားမည်ဟု စိတ်ပိုင်းဖြတ်လိုက်သည် ပက်ထရိုဗစ်ကသုံးတပ်တိုက်ခန်းတွင်နေသူဖြစ်သည်လူကမျက်စိတစ်ဖက်လက်ကြောက်ပေါက်မှတက်တက် ရုံစည်အများဤအင်းကြီးဘောင်းမီနှင့်ကုတ်အင်းကြီးအဟောင်းမှန်သမျှတို့ကို ပြင်ချုပ်ပေသည့်နေရာတွင်နာမည်ကြီးဖြစ်သည်မူးမနေသည့်အခါမျိုး စိတ်ကြည်ကြည်လင်လင်ဖြစ်နေသည့်အခါမျိုးတွင် ကောင်းကောင်းပြင်၍ချုပ်ပေတတ်သည်အချုပ်သမားအကြောင်းကိုစားတဲ့သောပေတဲ့ဖွယ်လဲမလုံလို့လာပါသို့တော်လဲဝတ္ထုတပုတ်တွင်ပါဝင်သောဇက်ကောင်များအကြောင်းကို ဖော်ပြရသည်မှာထုံးစံဖြစ်နေ၍ဤနေရာတွင်ပက်ထိုဗေအကြောင်းကိုဖော်ပြရခြင်းဖြစ်သည်ကနဦးကပက်ထိုဗေအမည်မှာဂရဂိုရီဖြစ်သည်မြေကျွန်းတယောက်ဖြစ်ခဲ့မှုသည်မြေကျွန်းဘွားမှလွတ်သောအခါသူ့အမည်ကိုပက်ထိုဗေဟုပြောင်းလဲခေါ်ဝေါ်ခဲ့သည် ပက်ထိုဗေသည် အရက်ကိုလည်းအလွန်ကျွန်းတောက်သူဖြစ်သည် နေကြီးရက်ကြီးများပင်မရှောင်တတ်အစကတော့နေကြီးရက်ကြီးများဆိုရင် မတောက်ဖဲရှောင်းနေသည်သည်နောက်တော့မနေနိုင်တော့ ောက်လျှောက်ကြိတ်တော်သည်ဒီနေရာမှာတော့ပက်ထရိုဗစ်သည်ဘိုးဘေးများ၏ခြေရာကိုနင်းနိုင်သူဖြစ်သည်ပက်ထရိုဗစ်သည်မိမနှင့်ရန်ဖြစ်ပြီဆိုလျင်ဟဲ့ဒေဒီမဂျာမန်မခုအော်ဆဲတတ်သည်ပက်ထရိုဗစ်၏ဇနီးသည်အုတ်ထုတ်အမြဲဆောင်လေးရှိသည်ရုပ်ကတော့မလလူတွေကမူသူမကိုလမ်းမှတွေ့လျင်လှဲ့ကြည့်ပြီးအတန်သေးအတန်ကြောင့်များဖြင့်အော်သွားတတ်ကြသည်အကာကီသည်ပက်ထရိုဗစ်၏အိမ်ကန်းလေးကအတိုင်တက်လာခဲ့သည် လေကားတွေကရှင်ပွက်ရေပွက်တဲ့တရွှဲရွှဲသဝတ္တအနံကတထောင်ထောင်ထနေသည် မျက်စိတွေစူးကြံဖြစ်သွားသည် ပီတာစပတ်ဤအိမ်နောက်ဘေးလေကားများတွင်ဒီအနံကအမြဲတမ်းနန်းစော်တင်းထုံတက်စမြဲအာကာကီသည်လေကားတစ်အတိုင်တလန်းချင်းတက်လာရင် သူ့ကုတ်အင်းကြီးပြင်ကားကိုပထိုဘက်ကဘယ်ရွေးဘယ်များ တောင်းမြည်လဲဆိုသည်ကိုစဉ်းစားလာခဲ့သည် စိတ်ထဲမှလည်း နရူဘယ်တက်ပိုမပေးဟုယရီပြတ်ဆုံးဖြတ်ထားသည်ပက်ထိုဗေးအိမ်တကားမှဖွင့်ထားလျက်သူမိမကငါဟင်းချက်နေသည်မိဖို့ကြောင့်တစ်ခုလုံးတွင်မိခိုးလုံးများကအလိတ်လိုက်တက်နေသည်ဘာဝမှမမြင်ရအကာကီးသည်မိဖို့ကြောင့်အခန်းတကားကို ဖြတ်လျှောက်၍လာခဲ့သည်ချက်ပြုတ်ကြော်လောနေသူပက်ထိုဗေးမိမကို သူမမြင်အခြားခန်းဘက်သို့လျှောက်လာခဲ့သည်ထိုအခန်းထဲသို့ရောက်လေမှပဲမောင်မင်းကြီးသားပက်ထိုဗစ်ကို တက်သားသပွဲချမ်းကြီးပေါ်တွင် အမြိုင်သားထိုင်လျက်တွေ့ရလေတော့သည်ခြေနှချောင်းကိုချိတ်ထားပုံကလည်းတကက်တူရကီမူကြီးမတ်ကြီးများပုံနဲ့အကြအနာပက်ထရိုဗစ်ကိုမြင်မြင်ချင်းအကာကိဦးဆုံးတည်ထားမိလိုက်သောအရာကပက်ထရိုဗစ်၏ကြီးမားသောခြေချောင်းများပင် ခြေသေးတွေကလိန်ကောက်ကောက်လိတ်ကြောကုန်းလိုထုခောက်ခောက်မာကလည်းမာကြောပုံရသည် လေပင်တွင်ပိုးနှင်းချီကိုလိန်ကျက်ထားသည့်ကြိုးကွင်းတကွင်းကိုဆွတ်ထားသည်ဒူးနှလုံးပေါ်တွင်အင်းကြီးအဟောင်းတစ်ထည့်ကို လွှားထားသည်မဲမောင်သော အခန်းအတွင်းတွင်ပက်ထရိုပစ်သည် အပောက်ကိုထိုး၍နေသည်အချီမြင့်ကိုစမ်းထိုးရင် သူသည်တယောက်တည်းတော်ပွား၍နေတော့သည်အချီကျိုးကလည်းကွာချီးမှပဲတက်လို့မရဘူးငါ့ကိုတက်တက်နှိပ်စက်နေသလားမသိဘူးမေးပက်ထရိုပစ်တော်ပွားနေချိန်တွင် သူရောက်လာမိလျက်သာဖြစ်နေသည်ဖြင့် အကာကီးသည်စိတ်ဓာတ်ကြီးကျယ်ကြ၍သွားမိသည်ပက်ထိုဗစ်ကခပ်ပေါက်ပေါက်ခတ်ထွေထွေဖြစ်နေချိန်မျိုးတွင်စကားပြောလို့ဆိုလို့အင်မတန်ကောင်းသူဖြစ်သည်ထိုချိန်မျိုးတွင်ဈေးစကားပြောလျင် အလွန်အဆင်ပြေသည်လိုင်းလိုက်ရော်ရော်ရှိတတ်သည် အကာကီးကိုပင် သူကပြန်ပြီး တရုတ်တသေးကျေးဇူးတင်စကားပြောလိုက်အောင်မည်နောက်ပိုင်းမှမူးနေ၍ဈေးလျှော့တောင်းလိုက်ပါထပ်ပေးပါစို့အုံးမည် ထိုအခါမျိုးတွင်မူငွေ79ပတ်လောက်တော့ထပ်ပေးရတတ်သည်သို့တော်လည်းပက်ထရိုဗစ်မူမနေသည့်အချိန်မျိုးနှင့်သွားတိုးလျင်ကမလွယ်ပက်ထရိုဗစ်သည်စကားကိုခက်ပြက်ပြက်ပြောတတ်သည်ပြောရဆိုရသည်မှာအင်မတန်လက်ပေါက်ကပ်သည်တောင်းလိုက်သည့်ဈေးက မိုးထိုနေတတ်သည်တရက်လွန်ပြက်တတ်သည်အကာကြီးကလည်းဤသည်ကို မသိမှဟုတ်သိသည်ပင်ထို့သို့ဆိုရင် အောင်မြင်စွာစုတ်ခွာယုံသာပင် ယခုပက်ထရိုဗစ်ကိုအကာကီးမြင်လိုက်ချိန်တွင်ပက်ထရိုဗစ်ကအကောင်းသားပကတိအရက်တောက်ရမထထို့ကြောင့်ပြန်လှည့်ထွက်ဖို့သူခြေလှမ်းပြင်လိုက်သည်သို့တော်သူနောက်ကျသွားရသည်စုပ်၍မရတော့ပက်ထရိုဗစ်သည် အကာကီးကိုစူးစိုက်ကြည့်၏အကာကီးနှုတ်ကရုတ်တရက်ပွင့်ထွက်သွားသည်ပက်ထရိုဗစ်လာဗျာဟုပက်ထရိုဗစ်ကဆိုသည်မြက်စီအစုံကအကကီးလက်ထံမှာပစ္စည်းစီတို့ရောက်သွားသည်။ဘာပစ္စည်းများပါလဲ ဒီလိုဗျာပက်ထရိုဗစ်ကျွန်တော်ခမားစီကိုလာခဲ့တာပဲဗျာလာရတဲ့အကြောင်းကတော့အဲဟွာအကကီးဒီစကားကိုဟိုတစားတီတစားအမီအမောက်အစီအငော်မတဲ့ပြောနေတော့ဒီစကားတကုံးကို လေးလေးနက်နက်ပြောရတော့မြည်ဆိုရင်သူ့မှာစုံးအောင်မပြောနိုင်တော့ပဲဒီလိုပင် တပိုင်းတစားတွေတန်လန်းတွေနဲ့ဖြစ်နေတတ်သည်ဒါဒီလိုပါဆိုလိုတာကဟူသောစကားတင်နဲ့လုံးချရိုက်နေတတ်သည် သုံးအောင်စက်မပြောတတ်တော့ပြောရမည့်စကားလဲမိတ်သွားတော့ဒီอืมသူသမောင်ကိုလူဟိုပက်ထရိုဗစ်ကမေးသည် ပြောရင် အကကီးလက်ထဲတွင်ကြိုက်ထားသောကုတ်အင်ကြီးကို သူဤတစ်ဖက်တီးသောမျက်လုံးဖြင့်လှမ်းကြည့်သည်အင်ကြီးကော်လန်လက်နောက်ကျော်ခါနှင့်ကြဲ့သည်ပေါက်များဒါသည်သူအလုံးလူတယောက်ကိုမြင်မြင်ချင်းအချုပ်သမားများ လုံးနေကြအလုံးဒီလိုပက်ထရိုဗစ်ရဲ့ ကျွန်တော်ကိုအင်းကြီးဗျာကောင်းတော့ကောင်းကြီးပဲရှိပါသေးရဲ့အဲနည်းနည်းညက်ပတ်နေလို့အဆုတ်ပုံတော့ပေါက်နေတယ်ဗျာနောက်ကြောဘက်မှာနည်းနည်းပေါက်ပြဲနေတယ်ဒီဘက်ပခုံးပေါ်မှာလည်းသိပ်မကောင်းညင်တော့မလုံးညင်တော့ပက်ထရိုဗစ်ဒီအကာကီးဖိုယိုပါယာအင်းကြီးကြီးကိုလှမ်းယူလိုက်ပြီးတပွဲပေါ်တွင်လွှားကနေဖြန့်ကင်း၍ကြည်လိုက်သည်ကြည်ပြီးရင် သူ့ခေါင်းကိုတတ်တော့ပအောင်ခါရမ်းလိုက်သည်တွင်တွင်ရမ်းတော့သည် ပရင်ပေါက်အောက်ဖက်ဘောင်ပေါ်မှနှာရှုဆေးဘူးကိုလှန့်ဆွဲပြီးရှူလိုက်သည်နှာရှုဆေးဘူးပေါ်၌မူဘိုလ်ချုပ်ရုပ်ပုံမျက်နှာနေရာခြံဝင်နေသည်ဖြင့်စက်ကုပိုင်းနှင့်ကော်ကပ်ပိတ်ထားသောကြောင့်ရုပ်ပုံရှင်မြည်သူမြည်ဝါဖြစ်သည်ဆိုသည်ကိုမူမသိရတော့ပက်ထရိုဗစ်သည်နှာကိုတဝကြီးရှူလိုက်ပြီးကုတ်အင်းကြီးကိုဖြန့်ကြည့်လိုက်ပြန်သည်အလင်းရောင်၌ထောင်ကြည့်ပြီးခေါင်းကိုခါလိုက်သည် အင်းကြီးလိုင်းနေများကိုကြည့်ပြီးခေါင်းခလိုက်ပြန်သည်ဘက်ထိုဗစ်သည်နှာရှူဆေးတောင်းကိုနှာခေါင်းထဲသို့ထည့်ပြီးရှူလိုက်သည်ထို့နောက်ရှူဆေးတောင်းကိုပြန်ပိတ်ပြီးအောက်သို့ချထားလိုက်သည်ခမအင်းကြီးပြင်လို့မရနိုင်တော့ဘူးဗျာအင်းကြီးကအခြေအနေတော်ဆိုးနေပြီဟုဆိုလိုက်သည် ပက်ထိုဗစ်စကားကိုကြားလိုက်တော့အကအကကီးအသေးနှလုံးအစုံမှာဂျွန်းတိုးမှောက်ခုံဖြစ်၍သွားသည်စိတ်လည်းအတော်ထိခိုက်၍သွားသည် ပြင်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 ချုပ်ပဲလို့တကယ်ဟိုမဖြစ်နိုင်တော့ဘူးလားပက်ထရိုဖစ်ရဲ့ပောက်ပြဲနေတာကပခုံးတဝိုက်လောက်ပါပဲခမားမှာဖြတ်သားညစအပိုင်းစားတွေများမရှိတော့ဘူးလားဗျာအကာကီဒီပက်ထရိုဖစ်အတိုးရှုတောင်းမှန်ရင်နေတော့ဒီပိတ်ပိုင်းစားတွေကတော့ရှာရင်တလေကြီးတွေးနိုင်တာပေါ့ဒါပေမဲ့ပြင်ချုပ်လို့မရတော့ဘူးဗျာတစ်ထည်လုံးရိနေပါပြီ အပေါ့ယုံနဲ့ခမားအင်ကြီးကစုပ်ပြဲသွားမဲ့ပုံပဲဟုပက်ထရိုဗစ်ကပြောသည်ဒါဖြင့်ဖာထင်းမဲ့ဆိုရင်ငောဗျာဖာတရားလည်းမရှိတော့ဘူးဟဲ့လို့ခမားအကိုအင်ကြီးကအစ်စ်ပါလို့မိုးကျွပြစ်ဖျားစုကျင်ပြောရမယ့်ဘဝရောက်နေပြီလေတိုက်ရင်တော့ချုပ်ရိုးတွေကတစားချင်းပြေးကုန်မယ်အင်ကြီးပဲနည်းနည်းခိုင်အောင်တော့ခမားလှုပ်ပြနိုင်မှာပါပက်ထရိုဗစ်ရဲ့ကျွန်တော်ဆိုလိုတာကအဲယောခက်ပြီမရတော့ပါဘူးဆိုနေမှာဗျာ ခမရအင်ကြီးဘလုံးပါကိုပြင်ချုပ်ပေးလို့မရနိုင်တော့ဘူးတသက်မှမကောင်းတော့ဘူးဗျအဲ့တခုတော့ရှိတယ်ရာဒီဥရုအချမ်းတန်လွန်ကဲလာပြီဆိုရင်တော့အဲ့ဒီကုတ်အင်ကြီးနဲ့ပဲခမရခြေောက်တွေနေအောင်ပတ်ပေးတော့ခြေအိတ်ဆိုတာကအလကားပဲဗျတိလားနွေးတာမဟုတ်ဘူးဟိုဂျာမန်တွေကတော့အဲ့လိုလုပ်ပြီးငွေရှားနေကြတာပဲဒီမှာကြုတ်ပြောမယ်အကောင်းဆုံးကတော့ခမရအင်ကြီးအစ်စ်တထဲပဲထတ်ချုပ်ပါတော့ဗျာ ပက်ထရိုဗစ်ကစကားကုန်ပင်ပြောချလိုက်သည်ပက်ထရိုဗစ်သည်အခွင့်ကြုံရင်ကြုံတယ်လို့ဂျာမန်တွေကိုလည်းနှိမ်လိုက်သေးသည်ဤဒီမာသူ့အကျင့်ဖြစ်နေသည်အသည်အသည်ဆိုဒီစကားကိုပက်ထရိုဗစ်ထံမှကြားလိုက်ရသည့်အခါအကာကီးသည်မျက်လုံးများပင်ပြမိုင်း၍သွားတော်သည်အခန်းထဲရှိရှိသမျှအရာအလုံးသည်မြင်ကွင်းထဲတွင်မှုံဝါးသွားကြသည်တဲတဲကွက်ကွက်ဘာကိုမှ သူမမြင်ရတော့ ပထရိုဗစ်စောစောကရှုခဲ့သောနှာရှုဆေးဘူးကိုသာကောက်ယူ၍ရှုပြစ်လိုက်ခြင်းမိတော်သည်အစ်စ်အစ်စ်ချုပ်ပါဟုတ်လားကျုံမှချုပ်ဖို့ငွေမှမရှိပဲဗျာအကကီးသည်အိမ်မက်မက်နေတယ်လို့ကြောင်ကရမ်းပင်ပြောလိုက်မိသည်ဟုတ်တယ်အစ်စ်ချုံရမယ်ပထရိုဗစ်ကခက်တင်းတင်းပင်ပြောလိုက်သည်ဟုတ်ပြီလေအစ်စ်ချုံရရင်ဘယ်လောက်လဲဘာလဲငွေဘယ်လောက်ကြမလဲမေးတာလားဟင်းဟုတ်တယ်ဟုတ်တယ် ရူပေ150လောက်တော့ကုန်ပါပဲပထရိုဗစ်ဒီသူ့နှကန်းကိုဟပ်ပါပါကြိုက်ထားလိုက်သည်ဤလူကလူတစ်ပတ်သားကိုစိတ်တိကြိုက်သွားအောင်အတော်လုတတ်သူဖြစ်သည်သူ့ကြောင့်လူတစ်ယောက်စိတ်ကတိကောင်းဖြစ်ရသည်ဆိုလျင်အတော်ကျေနပ်နေတတ်သည့်လူစားမျိုးဖြစ်သည်သူစကားကြောင့်လူတစ်ပတ်သားမျက်ကလေးစံပြဖြစ်သွားမသွားဆိုသည်ကိုအကဲခတ်ကြည့်ရှုနေတတ်သည်ကိုအင်းဒီတစ်ထဲကိုရူပေ150တောင်ပေးရမယ်ဟုတ်လား အကန်ကီးသည်အလန့်တကြားပင်အွန်လိုင်းမိသည်ဤသို့အွန်လိုင်းမိခြင်းသည် သူတတတတွင် ပထမဆုံးအကျင့်အဖြစ်အဟင်းမိခြင်းဖြစ်သည် အကန်ကီးသည်စကားနှင့်နှုတ်ဆက်နေလာခဲ့သူဖြစ်သည် ဟုတ်တယ်အင်းကြီးကိုလိုက်လို့ပေါ့ဗျာကောလာမမွေးပါမွေးနဲ့ပိုးသားကုတ်ခေါင်းစွန်းနဲ့ဆိုရင်ရူဘယ်200လောက်တောင်ကျသွားမယ်ဒီလိုဆိုရင်ပက်ထရိုဖိရဲ့ကျုပ်ကိုပြင်းယုံသာပြင်ချုပ်ပေးပါလား နည်းနည်းခန့်ရတော်ပါပြီဗျာအကန်ကီးဒီပက်ထရိုဗစ်ဤစကားကို နားမဝင် နားလဲမထောင်ပဲတောင်းပန်တိုးရှို၍နေတော့သည်